ရိုစီကသူ့ခင်ပွန်းအိုဝင်ဟာဘလာနဲ့ဖောက်ပြန်ရုံသာမကအမွှာကလေးနှစ်ယောက်တောင်ရနေခဲ့ကြောင်းတွေ့လိုက်ရတယ်။သူမတစ်ယောက်တည်းကိုသာလိန်ညာထားခဲ့ချိန်မှာဆွေမျိုးတွေအားလုံးအမှန်တရားကိုသိခဲ့ကြတယ်။အဲ့ဒီချိန်မှာရိုစီမျောလင်းချက်လုံးဝပျောက်ဆုံးသွားခဲ့တယ်။သူမရဲ့တည်ဆုံမှုကိုလိန်လေအောင် စီစဉ်ဖို့တငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းခဲ့တယ်။ပြီးတော့စိတ်နာစရာကောင်းတဲ့ဒီနေရာကနေထွက်ခွာခဲ့တယ်။အိုဝင်ရဲ့လက်ထောက်ကလေရင်ပြတ်ကျမှုကြောင့်ရိုစီတေဆုံးသွားပြီဖြစ်ကြောင်းသူ့ကိုအကြောင်းကြားလိုက်ပါတယ် အိုဝင်နောက်ဆုံးတော့ထိတ်လန့်သွားပြီးသူမကိုဆက်တွယ်ဖို့စ조사ခဲ့ပေမဲ့အရန်နောက်ကျနေခဲ့ပြီးဒါရီအလုံးသူ့ကြောင့်ဖြစ်ခဲ့ရတာတကယ်တော့၅ရက်အကြာတုန်းကရိုစီကမြေသူမြေဝါမသိတဲ့ပါဆယ်တထုပ်ကိုလက်ခံရရှိခဲ့တယ်။သူမဖွင့်ကြည့်လိုက်တဲ့အခါအိုဝင်နဲ့ဘယ်လာတို့ရင်းနှီးနေတဲ့ဗီဒီယိုနဲ့အတူဖခင်ဖြစ်ကြောင်းစစ်ဆေးချက်အစီရင်ခံစာကိုတွေ့လိုက်ရတယ်။ရိုစီအရန်ဒေါသထွက်ပြီးသတိလစ်သွားခဲ့တယ်။သူမပြန်လို့လာတဲ့အခါအိုဝင်ကသူမကိုလာဖက်ပြီးသူမကိုလုံးဝမဆုံးရှုံးနိုင်ဘူးလို့ပြောခဲ့တယ်။ ရိုစီကအိုဝင်ဟာတစ်ချိန်ကသူ့ကိုလက်ထပ်ဖို့အတွက် သူ့မိသားစုနဲ့တောင်အဆက်အသွယ်ဖျက်ခဲ့တာကိုသတိရမိတယ်။ဒါပေမဲ့အခုသူကဘယ်လာနဲ့ကလေးတွေရနေခဲ့ပြီ။အဲ့ဒီအချိန်မှာအိုဝင်က"သူမကိုဝင်နှစ်လရှိနေပြီ"လို့ပြောခဲ့တယ်။ရိုစီမင်းသက်သွားခဲ့တယ်။ကလေးကအဆိုးဆုံးအချိန်မှာရောက်လာခဲ့တယ်လို့သူမကိုဘာသာတွေးခဲ့တယ်။ပြီးတော့အိုဝင်ရဲ့ခန္ဓာကိုယ်ပေါ်မှာနှက်ခမ်းနေရာတွေကိုသူမသတိထားမိပြီးပြုတ်အံ့လာခဲ့တယ်။အော်စရာကောင်းတာကအိုဝင်ကအဲ့ဒါကိုဖမ်းဖို့လက်လန်းခဲ့တယ်။ ါ်ကူမြင်တော့သူမခဏတာတုံဆိုင်သွားခဲ့တယ်။အိုဝင်ကသူ့ကိုတကယ်ပဲတစ္ဆာဖောက်မှလား။အဲ့ဒီအချိန်မှာပဲအိုဝင်ရဲ့ဖုံးမိလာခဲ့တယ်။သူကအလုတ်ကိစ္စပါလို့အမြန်ကြောင်းပြပြီးထွက်သွားခဲ့တယ်။မကြခင်မှာပဲဘယ်လာစီကစာတို့တစ်ဆောင်ရောက်လာပြီးအိုဝင်သူ့ကိုတွားတွေ့နေကြောင်းဖော်ထုတ်ခဲ့တယ်။လိုစီကအရင်ကအကြောင်းတုန်းကဘယ်လာကသူ့ကိုအနိုင်ကျင့်ခဲ့ပြီးအဲ့ဒီတုန်းကသူ့ကိုကယ်တင်ခဲ့တာအိုဝင်ဖြစ်ခဲ့တာကိုသတိရမိတယ်။ဒါပေမဲ့အခုအိုဝင်ကဘယ်လာအတွက်သူ့ကိုစွန့်ပစ်လိုက်ပြီး သူမရဲ့အိမ်တော်ကြီးဟာရေစရာတစ်ခုသာဖြစ်ခဲ့တယ်ဆိုတာကိုလိုစီသဘောပေါက်သွားခဲ့တယ်။ဒါကြောင့်သူမကသူ့တငယ်ချင်းကိုဆက်သွယ်ပြီးလိမ်လည်တည်ဆုံမှုအစီအစဉ်ပြင်ဆင်ခဲ့တယ်။ပြီးတော့သူမရဲ့မင်္ဂလာလက်စွပ်ကိုလွှင့်ပစ်ခဲ့တယ်။ကလေးကိုဆွတ်လုပ်ပြီးအိုဝင်ရဲ့ဘဝကနေထာဝရပြောက်ွယ်သွားဖို့ဆုံးဖြတ်လိုက်တယ်။